ီတရင်ကတော့ဈေးထဲမှာအလုံလုံးနေတဲ့မြန်မာအလုံသမား၃ယောက်ကိုဝတ်တာရောင်နဲ့ဈေးတဲ့ရဲ့တားဖြစ်သူမှထုတ်ကြိတ်ခဲ့တာကြောင့်ရဲစခန်းမှာသွားပြီးအမှုဖွင့်တိုင်ကြားခဲ့ပါတယ်။အဲဒါကိုဝတ်တာရောင်နဲ့ဈေးတဲ့ရဲ့တားဖြစ်သူကမချေနှက်ဖြစ်ပြီးမြန်မာအလုံသမား၃ယောက်နေထိုင်တဲ့အခန်းကိုလိုက်သွားကတနှံ့နဲ့ပြစ်ခဲ့တာကြောင့်ဒဏ်ရာပြပြင်းထထန်ရရှိခဲ့တဲ့ဆိုတဲ့ထိုင်းတရင်ကိုကျွန်တော်ပြန်လည်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ ီးစင်ကတော့ထိုင်းနိုင်ငံစမူစာခွန်ခရိုင်မဟာချိုင်မျိုးကားဈေးတစ်ခုမှာအလုံးလုံးနေတဲ့မြန်မာအလုံးသမား၃ဦးကိုထိုင်းလူငယ်တွေမှာတနက်နေ့လာပြစ်သွားကြောင်းတက်ဆိုင်ရာကိုအကြောင်းကြားလာတာကြောင်းတက်ဆိုင်ရာမှာတွားရောက်စစ်ဆီးခဲ့ပါတယ်။ထိုင်းရဲတွေရောက်သွားတဲ့အခါမှာတော့အခင်းဖြစ်ခဲ့တဲ့တိုင်ရဲဒုတိယထံမှာ ဒဏ်ရာရရှိခဲ့တဲ့မြို့မှာ၃ဦးဟာတွေ့ရနေမှာလဲကြနေပြီးတယောက်ကတော့ခြေတော်ကိုအပြစ်ခံရတာနောက်နှစ်ယောက်ကတော့လက်မောင်းနေမှာအပြစ်ခံထားရတာကြောင့်ထိုင်းလူမှုကူညီရေးအဖွဲ့မှစမှုစာခွန်စည်းရုံးကိုပို့ပေးခဲ့ပါတယ်တရခန်နေကတော့ထိုင်းလူငယ်၂ဦးဖြစ်ပြီးပြစ်မှုကျူးလွန်ပြီးနောက်မှာကားပေါ်တက်ပြီးထွက်ပြေးသွားခဲ့ပါတယ် နောက်ပြီးဒဏ်ရာရရှိခဲ့တဲ့မြန်မာအလို့သမား၃ဦးရဲ့အခမ်းအနားမှာတော့ဓာတ်ပေါက်ဆိုင်နဲ့တန်ကြုံတချို့ကိုတွေ့ရပြီးထိုင်းရဲတပ်ဖွဲ့ကတော့ဒီပစ္စည်းတွေဟာဒဏ်ရာရရှိခဲ့တဲ့မြန်မာအလို့သမားတွေတခြားလူကိုတိုက်ခိုက်ဖို့ယူလာတာလားဒါမှမဟုတ်ကိုကိုကိုခူးကန်းကာကွယ်ဖို့ယူလာတာလားဆိုတာကိုဆက်လက်စစ်ဆေးသွားမှာဖြစ်ပြီးနောက်ပြီးထိုင်းသတင်းမှပြောတာကတော့ဒဏ်ရာရရှိခဲ့တဲ့မြန်မာ၃ယောက်ဟာဈေးထဲမှာအလုလုကင်ပြီးလွန်ခဲ့တဲ့၄ရက်ကဈေးထဲမှာဝတ်တာရောင်နဲ့ဝတ်တာတဲ့ရဲတာနိုင်ကောနဲ့စကားများခဲ့ပြီး မြန်မာ၃ယောက်ထဲကတယောက်ကိုနိုင်ခေါ်နယ်သူတငယ်ချင်းတွေဟာထိုးကျိတ်ခဲ့တာကြောင့်ရဲစခန်းမှာသွားပြီးအမှုဖွင့်ခဲ့တယ်။အမှုဖွင့်နာကိုထိုင်းလူငယ်တွေဘက်ကမချိနှဲလို့အခုလိုအခန်းထိလိုက်ပြီးတနန်းနဲ့ပစ်ခဲ့တာဖြစ်တယ်။ပြဿနာဖြစ်ရတဲ့အကြောင်းရင်းကတော့မြန်မာအလုံသမားတွေကဝတ်တာရောင်နဲ့ဈေးတဲ့ရဲတာနိုင်ကော့ဆိုသူကိုသူများမိန်းမတွေနဲ့ရှောက်အိတ်တဲ့ဆိုပြီးပြောရကနေပြဿနာတက်ခဲ့ကြတာဖြစ်တယ်လို့ထိုင်းသတင်းမှာပြောပါရတယ်။နောက်ပြီးဟင်းဒီဟင်းရွက်ရောင်နဲ့မြန်မာအလုံသမားတွေရဲ့တထိမှပြောပြတာက ဒဏ်ရာရရှိခဲ့သူတွေကတော့မြန်မာအလုံးသမားတွေဖြစ်ပြီးကျူးလွန်ခဲ့တဲ့သူတွေကတော့ဈေးထဲမှာဝတ်သားရောင်းတဲ့ထိုင်းလူမျိုးတွေဖြစ်တဲ့ပြဿနာကလည်းဘာမှကြီးကြီးမားမားဖြစ်ခဲ့တာမဟုတ်ပဲတယောက်အကြောင်းတယောက်ပြောရကနေဝတ်သားရောင်းတဲ့လူငယ်တွေဘက်ကမကြည်နဲ့ဖြစ်ပြီးနောက်တရမ်းမှမြန်မာအလုံးသမားတွေကိုထိုးချိတ်ခဲ့တဲ့အခုတစ်ခါမှတော့အခန်းထီလာပြီးတနန်းနဲ့ပြစ်ခဲ့တာဖြစ်တယ်လို့မြန်မာအလုံးသမားတွေရဲ့တထိန်မှမှပြောပါတယ်ပြမှုကျူးလွန်ခဲ့တဲ့တရားခဏ်တွေကတော့ကားပေါ်တက်ပြီးထွက်ပြေးသွားခဲ့ကြတယ်လို့ထိုင်းတဲ့တင်မှာပြောပါရယ်